ုက္ခရုပ်ဒုက္ခရုပ်နဲ့ဒုက္ခနှစ်ခုပေါင်းထားတဲ့စကလုံးရုပ်ဆိုတာရုပ်ပတိတိယုပံအမျိုးမျိုးပေါက်ပြန်တတ်တဲ့သဘောရုပ်လို့ခေါ်တယ်။ဦးလိုက်အေးလိုက်ရားလိုက်တင်းလိုက်ပေါက်ပြန်ပြောင်းလဲတတ်တာရုပ်ဖြစ်တယ် ခန္ဓာကိုတတိထားကြည့်ရင်တစ်ခုမှုတ်တစ်ခုပေါက်ပြန်နေတာကိုတွေ့တယ်။ရုပ်ရက်တဘာဝလက္ခဏာကိုတွေ့တယ်။ရုပ်ဖြစ်ခြင်းကိုတွေ့တယ်။ဒုက္ခဆိုတာဝိပရိနာမလက္ခဏာဒုက္ခသစ္စာအမြဲတည်မရှိဖြစ်ပေါ်ပြီးနောက်ပျက်စီးပျောက်ွယ်တယ်။တို့ကြောင့်ဒုက္ခသစ္စာမြည်တယ်။ဒုက္ခဆို အတွက်ဆင်းရဲခြင်းအနိစ္စတရားအာမညာလက္ခဏာဖြစ်တယ်။ဘာတွေကပြက်လို့ဘာတွေကဆင်းရဲနေတာလဲ။ရုပ်ခန္ဓာကိုတတိထားကြည့်တဲ့အခါအပူအအေးရွာရွာမမရာရာခြင်းချင်းစသဖြင့်အချင်းရာလက္ခဏာတခုတွေ့ရတယ်။ရုပ်အဖြစ်ကိုသိရင်ဖြစ်တယ် အဒီနဲ့ဆက်ကြည့်အပူအေးသဘောရဲ့ပျောက်ပြတ်သွားခြင်းလက္ခဏာကိုထပ်တွေ့ရုပ်အပြက်ကိုတွေ့ခြင်းဖြစ်တယ်ရုပ်ဒုက္ခဆိုတာပေါက်ပြန်ဖြစ်ပျက်စီးပြက်သဘောဖြစ်တယ်ပေါက်ပြန်ခြင်းကဖြစ်တဘာဝဖြစ်ဘာဝလက္ခဏာပျက်စီးခြင်းကပျက်သာမဏလက္ခဏာ နံဒုက္ခနံနဲ့ဒုက္ခနှစ်ခုပေါင်းထားတဲ့စကလုံးနံဆိုတာနာမတိတိနာပဲအာယုံတို့ညွတ်တက်တဲ့သဘောကိုနံလို့ခေါ်တယ်နံတရားတွေဟာအာယုံကိုသိခြင်းစိတ်နဲ့လည်းညက်ခံစားခြင်းဝေဒနာနဲ့လည်းညက်မှတ်သားခြင်းပညာနဲ့လည်းညက် ဆာယာစိတ်တွေကိုနှိုးဆော်တိုက်တွန်းနေသင်္ခါရနဲ့လည်းညက်တယ်။ဒီခံစားမသားနှိုးဆော်ကသဘာဝလက္ခဏာဖြစ်တယ်။ဒီခံစားနှိုးဆော်တိုက်တွန်းစိတ်စေတသိက်နန္တရားတွေပါ။ကိုယ်ပိုင်အလုပ်တွေရှိတယ်။အလုတ်တွေဘလို့ပွဲကွဲအာယုံကိုညှိရတာချင်းတူလို့အာလုံးကိုနမ်းလို့တုံးတယ် အာယုံဆိုတာမရှိနာဆိုတာဖြစ်ကိုမဖြစ်ဘူးဒီမြဲမှုမရှိရဲ့ပျက်စီးတတ်လို့ဆင်းရဲခြင်းဒုက္ခမြည်တယ်ပျက်စီးခြင်းကတာမညာလက္ခဏာဖြစ်တယ်နန္တရားကိုတတိသာကြည့်တဲ့အခါအာယုံတစ်ခုကိုတီလိုက်ခံစားလိုက်မှတ်သားလိုက်စေစောတိုက်တွန်းလိုက်လက္ခဏာတွေတွေ့တယ် အသေးနဲ့ဆက်ကြည့်ရင်သိပြီးပြတ်သွားတယ်။ခံစားပြီးပြတ်သွားတယ်။မှတ်သားပြီးပြတ်သွားတယ်။စေစောတိုက်တွန်းပြီးပြတ်သွားတယ်။နန္တရာရဲ့အပြည့်လက္ခဏာထတ်တွေ့တယ်။နန်ပြတ်ကိုတွေ့ခြင်းဖြစ်တယ်။နန်ဒုက္ခဆိုတာအာယံကိုညှုတ်ပြီးဖြစ်ရောက်ကိုခြင်းပြတ်သဘောဖြစ်တယ်။ အာယုံကိုညှို့ချင်အဖြစ်ကအဘာဝလက္ခဏာပြတ်သွားခြင်းကတာဝဏလက္ခဏာယုံတဲ့နာပရမချင်းတူပေမဲ့အဘာဝလက္ခဏာအပြည့်ဝဲကြတယ်တာမညာလက္ခဏာကတော့တူတယ်ဝိပဿနာရှိရင်ယုံနာအဘာဝလက္ခဏာကိုပြီအောင်လုပ်ရတယ်ဘာဝလက္ခဏာကိုသိရင်အတုံးအခဲစုပ အကောင့်တဲ့ပုဂ္ဂိုလ်တွေကပညာတည်ကိုခွာနိုင်တယ်။သဘာဝလက္ခဏာဆိုတာသဘောတရားတသက်များဖြစ်တယ်။ပုဂ္ဂိုလ်တွေဝါသည်ပွားပြီးနောက်မှာမှယုံနံတို့ရဲ့တာမညာလက္ခဏာအပြတ်ကိုရှုတယ်။ယုံနံတို့ရဲ့အပြတ်ကို ကြည်နေရင်ပဲအနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးကိုသုံးသပ်တယ် ယုံနံကိုအစဉ်တိုင်းအစက်သေးထင်တဲ့တန်တတိပညာကိုအိဆာဉဏ်နဲ့ခွာတယ်။ယုံနံကိုအင်းတည်းရတဲ့နဲ့ဥပအမည်ကိုဒုက္ခဉဏ်နဲ့ခွာတယ်။ယုံနံပေါ်အခိုင်အမာရှိတဲ့အစွမ်းအစာရှိတဲ့အတ္တငါအတ္တကောင်လိပ်ပြာကောင်ဤနေခြင်းကို အနတ္တဉဏ်နဲ့ခွာတယ်။ တ္ထဘုဒ္ဓဉာဏ်ရလာတယ်။ယတ္ထဘုဒ္ဓဇာနာတိတိယတ္ထဘုဒ္ဓဉာဏ်ယုံနဲ့အရှိကိုအုံတိုင်းမှန်စွာ မြင်တယ်လို့ယတ္ထဘုဒ္ဓဉာဏ်လို့ခေါ်တာဖြစ်တယ်။ဘာတွေကိုအုံတိုင်းမှန်စွာသိတာလဲ။ယုံနဲ့လို့ရဲ့သဘောသဘာဝလက္ခဏာတာမညာလက္ခဏာကိုပြီးရင်ဖြစ်တယ်။ဝိပဿနာဉာဏ်ကိုကျင်းအားဖြင့် ယထာဘူရဉ္ဇအုတ်တိုင်းအမှန်တိုင်းပြီးတဲ့ဉ္ဇနိဗ္ဗိနာဉ္ဇကြီးငွေတဲ့ဉ္ဇဝိရာဂမဉ္ဇလွံ့မြောက်တဲ့ဉ္ဇဖြင့်ဉာဏ်စဉ်သုံးမျိုးခွဲလို့ရတယ်အရှင်ပညာတိရိရမကျောအရှိတိုင်းလက်ခံလိုက်ပါစာအုံးကထုံနှုတ်အရှိ